င်ငံကျော်မင်းသားဖြစ်ပေမျက်နှာကြည်ရဟင်းပတ်ပါတဲ့အခုလိုအပြုံမှုတွေကြောင့်စုံကြည်ဝိုင်းလောင်းခံနေရတဲ့ထွန်းထွန်းပရိသတ်များအလုံးမင်းမင်္ဂလာပါရှင့်အနုပညာလောကရဲ့မှာအရန်နဲ့မြည်ပြီးတော့ပွဲဖြစ်နေတဲ့ထိတ်တန့်မင်းသမီးနဲ့ထုတ်လို့သူတတိကြီးတို့ရဲ့အခြေရင်းနဲ့ပတ်သက်ပြီးတော့ ညနာလိုက်တဲ့ပြောဆိုမှုတွေကြောင့်ဝေဖန်စရာတွေဖြစ်နေတာကတော့ထွန်းထွန်းမောင်းထွန်းထွန်းဟာအခုနောက်ပိုင်းမှာအနုပညာအလုပ်တွေပြန်လုပ်နေပြီးတော့နာမည်ပြန်ရဖို့စူးစမ်းနေရဖြစ်ပါတယ်။ဒါကြောင့်အမှန်တရားဘက်ကဖွင့်မပြောပဲထုတ်လို့သူတထေးကြီးစီကမျက်နှာကောင်းတွေရရှိဖို့အတွက်တဖန်မင်းသမီးအပေါ်မှာအခုလိုမျိုးပြောဆိုခဲ့ရလို့ဆိုကြပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲမြန်မာနိုင်ငံရဲ့နာမည်ကျော်ထုတ်လုပ်သူတထေးကြီးနဲ့မင်းသမီးလေးတန်တော်မိုးသိန်းတို့ရဲ့တချိန်ကအချစ်ဇလန်ကမင်းသမီးရဲ့ထုတ်ပြောမှုတွေကြောင့်လူအများဝေဖန်စရာဖြစ်နေတာပေါ့အဓိကကတော့ထုတ်လုပ်သူတထေးကြီးနဲ့မင်းသမီးလေးအပေါ်မှာတာဝန်ယူမှုမရှိဘဲပညာတတ်ဆရာဝန်မလေးကိုရွေးချယ်လက်ထပ်သွားတဲ့အပေါ်မှာပြည်သက်တွေကဝေဖန်နေရဖြစ်ပါတယ် အလုံးကမင်းသမီးဘက်ကကောက်ွယ်ပြောဆိုနေကြပြီးအချင်းကြာကြီးတွေ့ခဲ့တဲ့အချစ်ဇလန်းကိုထောက်ထားမှုမရှိပဲအခမ်းအနားဆုံးမင်္ဂလာပွဲကြီးကျင်းပသွားပြီးတော့ဂုံယူနေတဲ့တထေးကြီးနဲ့ဆရာဝန်မလေးပေါ်မှာပြစ်တင်ပြောဆိုနေကြပါတယ်။ဒီလိုမျိုးဆိုရှယ်မီဒီယာပေါ်မှာမင်းသမီးရဲ့ထုတ်ပြောမှုတစ်ခုတည်းနဲ့တပတ်ဆရာဝန်မလေးရဲ့ဂုံသိက္ခာထိခိုက်ရန်ဝေဖန်မနေတဲ့ကြောင့်ထုံထုံကကောက်ွယ်ပြီးတော့ပြောဆိုလာခဲ့ရပါတကယ်ဆိုရင်အလုံးထင်နေကြတဲ့လိုမျိုးထုတ်လို့သူတထေးကြီးနဲ့မင်းသမီးကစစ်သူအဖြစ်တွေ့နေရင်ကနေတခြားမင်းကလေးနဲ့လက်ထပ်ခဲ့တာမဟုတ် ုတ်ပါဘူး။သူတို့နှစ်ယောက်ရဲ့အခြေစံလိုင်းကလွန်ခဲ့တဲ့2024ခုနှစ်ကတည်းကပြတ်ဆဲခဲ့ပြီးဖြစ်တာကိုအနုပညာအသံဝိုင်းကတငယ်ချင်းမိတ်ဆွေတွေအားလုံးလည်းသိပြီးသားလို့ဆိုပါတယ်။ ဒီလိုမျိုးတရားဝင်လမ်းခွဲခဲ့ပြီးမှထုတ်လုပ်သူတထင်းကြီးကဆရာဝန်မလေးနဲ့ချစ်သူဖြစ်ပြီးတော့လက်ထက်မင်္ဂလာပွဲကြီးကိုခမ်းနားစွာနဲ့ကျင်းပပြုလုပ်သွားခဲ့ရပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ဘယ်သူမှမလုပ်ဘူးတဲ့မင်္ဂလာပွဲကြီးဖြစ်တာကြောင့်ဂုံယူဝမ်းသာနေရတဲ့အချိန်မှာမြစ်တာစိတ်မထားနိုင်ပဲပြီးဆုံးခဲ့တဲ့အချစ်ဇလန်းတွေကိုအစပြန်ဖော်ပြီးတော့မပြောသင့်တာတွေပြောနေရတဲ့မင်းသမီးရဲ့စကားတွေကမှားယွင်းနေကြောင်းထွန်းထွန်းကပြောပြလာခဲ့ပါတယ်။သူကတော့ဘယ်သူကမှမျက်နှာလိုက်ခြင်းမရှိပဲအမှန်တရားတွေကိုအားလုံးသိအောင်အထူးသဖြင့်ကြားထဲက နှင်းနာနေရတဲ့ဆရာဝန်မာလီရဲ့ဂုံသိက္ခာမထီကန်အောင်အမှန်တရားတွေကိုပြောပြလာတာလို့ဆိုပါတယ်။ဒီလိုမျိုးထွန်းထွန်းရဲ့ဖြစ်ရှင်းစာအခြေကြီးမှာထုတ်လုပ်သူတတိကြီးနဲ့ဆရာဝန်မာလီတို့ရဲ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီးအရန်ဂုံယူတဲ့အကြောင်းအချက်စစ်အချက်မှန်ဖြစ်ကြောင်းကိုပြောနေတယ်လို့တဖက်ကမင်းသမီးလေးကိုလည်းအပြစ်ဖို့နေတယ်လို့ပြောနေတဲ့ပုံစံတွေမြင်တွေ့နေရတာဖြစ်ပါတယ်။ဂျာလေးကနေအမှန်တရားကိုဖြေရှင်းပေးတာဆိုပေမဲ့တဖက်သက်ဇန်လွန်လာတဲ့အခုလိုပြောဆိုမှုတွေကြောင့်ဒါကမဖြစ်သင့်ဘူးလို့ပြည်သက်တွေကတော့ထွန်းထွန်းကိုအခုလို ပဲပြောဆိုလိုက်ပါတယ်ထွန်းထွန်းနေတဲ့ကိုယ့်ရဲ့နာမည်ကျော်ချောင်းမှုဂုံတိတ်ခါတွေကိုထောက်ထားပြီးဒီလိုကိစ္စမျိုးတွေမှာဝင်မပါသင့်ပေမျက်နှာလိုက်တာမျိုးလည်းမလုပ်သင့်ကြောင်းပြောဆိုတဲ့သူတွေလည်းရှိနေကြရပါမိန်းကလေးချင်းချင်းတူတူတောင်မှထားခဲ့ခံရပြီးတော့အဆက်တကွဲဖြစ်ခဲ့တဲ့မိန်းကလေးကိုအကာအကွယ်တာမျိုးမရှိပေလက်ထပ်ဖွဲ့ချင်းမှပြီးစင်ပေါ်ရောက်နေတဲ့ဆရာဝန်မလေးကိုပဲတဖက်ဖက်ရေရွတ်ပြီးတော့ပြောဆိုနေရကြောင်းရိုးမရိုးရဲလားလို့လည်းအထင်ခံနေရပါတယ် ယနေ့ခေတ်ပြည်သက်တွေကလည်းပြောရန်ရုံနေကြတဲ့သူတွေမဟုတ်တာကြောင့်ထွထွရဲ့စကားတွေကတပတ်သက်ဆန်လုံးနေကြအောင်ပြန်ပြောပြီးတော့ပွဲကြီးကြီးဖြစ်နေကြတာပါကြည့်ရှုတဲ့ပြည်သက်တွေရဲ့အမြင်မှာရောဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထွန်းထွန်းရဲ့ဖြည့်ရှင်ချက်တွေနဲ့ပြောဆိုမှုတွေကတကယ်ပဲမှန်ကန်ရဲ့လောက်မျက်နှာလိုက်တဲ့ပြောဆိုမှုတွေလို့ထင်ကြရဲ့လားရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်